အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တက်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်ရွက်ဒီမှာဆောင်းလုပ်ထားတဲ့ plastic အင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအဲနာပါဆောင်ရွက်ဒီမှာကလေးငယ်လေးတွေအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့အမိုက်ကောက်နေခဲ့ကြပါတယ်သူတို့တွေကဘယ်သူတွေလဲဆိုတော့ကိုတော့ဘယ်သူမှမသိကြပါဘူးဒီကလေးတွေအကုန်လုံးတဲမှာအကြီးဆုံးကတော့ဟီမာနီဖြစ်ပါတယ် ဒီကလေးတွေရှိမှမိဘဆွေမျိုးအတိုင်းဝိုင်းဘလောက်ထိရှိလဲဆိုတော့သူတို့ကိုယ်တိုင်တောင်မှမသိပါဘူးသူတို့အားလုံးကမောင်နှမအရင်တွေမဟုတ်ကြပေမဲ့လေမောင်နှမအရင်တွေလိုမျိုးပဲစီလောင်းစွာနဲ့နေထိုင်နေခဲ့ကြပါတယ်ကဲဘလို့ဖြစ်တာလဲမောင်လေးရဲ့နေုံကြည့်ရတာဒီနေ့အရင်ကဝမ်းသာပြောရွှင်နေတဲ့ပုံစံပဲဘာရီများရလာခဲ့လို့လည်းပြောပါအောင်ဟုတ်တယ်မမရဲ့ကျွန်တော်ဒီနေ့အရန်ကိုလှတာလေးတခုတွေ့ထားရသေးတယ်လားဖနက်တရံရထားတာဒီဖနက်ကကျွန်တော်ရဲ့ခြေထောက်နဲ့ကွက်တီပဲ ဒီတစ်ခေါက်စောင်းရသည်မှာတော့ခြေပလာနဲ့ရှောက်သွားနေစရာလည်းမလိုကြဘူးလေ။အော်မောင်လေးရဲ့ဖနက်ရှိတာကောင်းတော့လည်းကောင်းနေဆိုပေမဲ့စောင်းရသည်ကြာရင်အရန်အေးတာလေ။အမတို့ကလမ်းမေးမှာအေးရတာဆိုတော့ခေါင်းအစားခြေအဆုံးဘလို့လုံးချောင်းအောင်နေကြမလဲ။ဒီစကားလေးကိုကြားခဲ့ရတဲ့အခါမှာနောက်ထပ်ကလေး၂ယောက်၃ယောက်ရောက်ရှိလာခဲ့ပြီးရက်နေခဲ့ကြပါရဲ့ဒီတဲကကလေးတယောက်ကလည်းပြောလိုက်ပါရဲ့မမရေညီမလေးတို့ရှိမှအိမ်ဘယ်တော့မှရှိလာမှာမဟုတ်တော့ဘူးလားယင ညီမလေးတို့တသက်အလုံးအမိုက်ကောက်တဲ့အလုပ်ကိုပဲလုပ်ပြီးတော့လမ်းမေးမှာပဲအိတ်နေရမှာလားငါတရက်ကြီးလာတဲ့အခါကျရင်တော့အားလုံးနေထိုင်ဖို့အတွက်အိအကြီးကြီးတစ်လုံးစောက်ပေးမယ်နော်အော်ဆန်တီရဲ့ငါတို့ကြီးလာတဲ့အခါကျလို့ရှင်လဲငါတို့ရှိမှာပတ်စံကဘယ်ကနေရမှာမလို့နင်ကအိမ်စောက်မှာလဲပြောဆိုပြီးနောက်မှာတော့မိုနာကအားလုံးကိုကြည့်နေခဲ့ပါတယ်ဟေမာနီကိုယ်တိုင်လည်းအတော်လေးဝမ်းနည်းနေခဲ့ပါပြီသူစီမားဒီအပြစ်ကင်းမဲ့တဲ့ကလေးလေးတွေအကုန်လုံးမေးနေတဲ့မိကုံးတွေအကြွအဖြေလည်းမရှိပါဘူး 73နှစ်အရွယ်ဟေမာနီဆိုတဲ့မိန်းကလေးကတော့သူထက်ငယ်တဲ့ကလေးတွေအားလုံးကိုစောင့်ရှောက်ပေးနေခဲ့ပါတယ်။သူတို့ကတော့အမိုက်ပုံတွေကတုံစားလို့ရသေးတဲ့ပစ္စည်းတွေကိုကောက်ပြီးနောက်မှာတော့ပြန်ရောင်းချကြပါတယ်။ရောင်းလို့ရတဲ့ပတ်စံလေးနဲ့အားလုံးကိုသူမမိခင်တယောက်လိုမျိုးထမင်းကျွေးခဲ့ပါတယ်။အားလုံးကအတူတူစားတောက်ပြီးနောက်မှာတော့အတူတူအိတ်ကြပါတယ်။အလောက်ကိုလည်းအတူတူလောက်ကြပြီးစစ်စီလုံးလုံးရှိကြပါတယ်။တရမှာတော့ဟေမာနီနဲ့ကလေးလေးတွေနဲ့အတူတူတံတားအောက်မှာသွားထိုင်နေခဲ့ပါတယ်။ သူတို့အမြဲတမ်းနေနေကြလမ်းဘေးမှာတော်တော်လေးအေးတဲ့အတွက်ဒီအောက်မှာလာထိုင်နေခဲ့ကြတာပါဒီအချိန်မှာပဲအရသမားနှစ်ယောက်ရောက်ရှိလာခဲ့ပြီးသူတို့ကိုပြောခဲ့ပါတယ်ဒီမင်းခရတော်တော်လေးလာတာပဲကွာသူ့အနေနဲ့လမ်းဘေးမှာမနေသင့်ဘူးငါရရဲ့နှလုံးသားထဲမှာလာနေသင့်တယ်ကဲမင်းခလေးရေငါရနဲ့အတူတူလိုက်နေမလားအခုလိုအချိန်နေမှာတော့မသူ့ပုံစံတလောက်တောင်မှလှပနေအောင်တောက်တောက်ပပြောင်းသားဖြစ်သွားမယ်ဆိုရင်တော့ဘလောက်တောင်မှလှပလိုက်မလဲဟေမာနီးကလည်းကြောက်လန့်တကြားနဲ့ဟိုဟိုဒီဒီကြည့်နေခဲ့ပါတယ် ူကိုကဲတင်ပေးဖို့အတွက်တစုံတယောက်ကိုစောင့်မျှော်နေခဲ့တယ်လို့ပါပဲ။အမရေးထကျွန်တော်တို့ဒီကနေတွားကြမယ်။ဒီလူတွေကမကောင်းတဲ့သူတွေဆိုတော့ဒီနာမှာထပ်ပြီးတော့နေရကမသင့်တော်ဘူး။မမရေးမမတွားကြမယ်။သူတို့ကမမကိုပြိုးပြီးတော့ကြည့်နေကြတယ်။မမရေးဘာလို့ပါဇက်ပိတ်နေရတာလဲ။သူတို့ကမောင်းထုတ်လိုက်လေ။ဟေမာနီကအဲ့ဒီလူကြီးတွေကိုကြည့်ပြီးသူ့ကိုယ်တိုင်တော့ကြောင်တောင်တောင်ဖြစ်နေခဲ့ပါပြီ။ဒီလိုအခြေအနေမျိုးမှာသူမအရန်ကိုအားကိုးရမဲနေတယ်လို့ခံစားလိုက်ရပါတယ်။သူတို့တို့ထပ်ပို့ပြီးခလေးတွေအတွက်ပဲစွရင်ပူပန်နေခဲ့ပါတယ်။ ဒီလိုတွေခလေးတွေကိုသာတခုခုလှုပ်လိုက်မယ်ဆိုရင်ဘယ်လိုလုပ်မလဲသူကလည်းခလေးတွေရဲ့လက်ကိုကင်ပြီးထားရခဲ့ပါတယ်ဒီနောက်ခလေးတွေအားလုံးနဲ့အတူတူသူတို့နေရာကနေထွက်လာခဲ့တဲ့အချိန်မှာအယက်သမား၂ယောက်ကလည်းအနောက်ကနေလိုက်လာခဲ့ပါတော့တယ်ဟေမာနီအမြန်လမ်းလျှောက်ပြေးလာခဲ့တဲ့အခါမှာအယက်သမားတွေကလည်းအနောက်ကနေပြေးလိုက်လာခဲ့ပါတယ်လမ်းပေါ်မှာခွေးတွေအများကြီးကဟောင်းနေခဲ့တဲ့အတွက်လုံချုံကြီးအဆောက်ရောက်ရှိလာခဲ့တဲ့အခါမှာတော့အယက်မူးသမားတွေကလည်းထွက်ပြေးသွားခဲ့ကြပါတော့တယ် ူတို့ထွက်သွားခဲ့တဲ့အခါမှာဟီမာလီကြောက်လန့်တကြာနဲ့ငိုနေခဲ့ပါတယ်။မမရဲ့ဘာလို့ငိုနေရတာလဲ။သူတို့ထွက်သွားပြီလေ။ဒီနေ့ကတော့သူတို့ထွက်သွားကြပြီပေါ့။ဒါပေမဲ့မနှက်ဖြန်ကြလို့ရှင်မလာဘူးလို့ဘယ်သူပြောနိုင်မှာလဲ။ဒီနေ့ကိုဟောက်ကိုကဲတင်နိုင်သွားပြီမယ်။မနှက်ဖြန်ကိုဟောက်ကိုမကဲတင်နိုင်ရော။အမရဲ့တတော်ရှိမှသာအိမ်တလုံးရှိမယ်ဆိုတော့ရင်တော့လုံခြုံစွာနေလို့ရတယ်နော်။ကျွန်တော်တို့ကအိမ်မရှိလို့အခုလိုမျိုးဖြစ်နေရတာ။ဟုတ်တယ်မောင်လေးရဲ့အိမ်ရှိဖို့ဆိုတာကတကယ်အရန်အရေးကြီးတယ်။အမတို့ကိုယ်တိုင်တစ်ခုခုလုံးမဖြစ်တော့မယ်။ နောက်နေ့ဆန္ဒနာရီထိုးသွားတဲ့အခါမှာတတော်တွေးခဲ့ရတာကအနီးနားမှာမင်္ဂလာဆောင်အတွက်ပြင်ဆင်ထားပါတယ်။အမရေအမဟိုမှာကြည့်ပါဦးအမရေပြင်ဆင်ထားတယ်နော်။ကြည့်ရတာချမ်းသာတဲ့အင်္ဂါတို့ရဲ့မင်္ဂလာဆောင်လားမသိပါဘူး။မင်္ဂလာဆောင်ရှိတော့ဘာဖြစ်လို့လဲ။တို့ကနင့်ကိုဖိတ်ထားလို့လား။ဒါမှမဟုတ်နင်္ဂါတို့ရဲ့ဆွေမျိုးလား။အမကလေကျွန်တော်အမေနဲ့အဆက်ပဲခွဲနေရယ်။အမသူပြောတာမှန်တော့လေမှန်ပါတယ်။မင်္ဂလာဆောင်ဆိုတော့လူတွေအများကြီးရောက်နေမှာပြီးတော့စားစရာတောက်စရာတွေကလည်းအများကြီးရှိမှာပဲ။ နင်တို့ဘလောက်တောင်မှငှက်လိုက်ကြသလဲဆိုတာကိုကြည့်ပါအောင်မနက်ကတော့ကအမနင်တို့ကိုမနက်စာကြွေးထားတယ်မဟုတ်ဘူးလား။ကဲနားထောင်ကြ။နင်တို့သူများတွေရဲ့စားကြွယ်စားချက်တွေကိုတော့စားတာမြင်လို့ရှင်ကအတော်လေးကိုစိတ်ညစ်ပြီးခံစားရတယ်။ငါကိုယ်တိုင်နင်တို့အကုန်လုံးအတွက်အစားအသောက်ကိုတန်တန်ရှင်ရှင်ကြွေးကျင်ပါရယ်။ကဲကဲကဲထားတော့ထားတော့အခုကအလုတ်အချိန်ဆိုတော့ငါတို့အလုတ်သွားလောက်ကြမယ်။အမလည်းခဏလေးပါမဟုတ်အချို့မစားတာအတော်လေးကိုကြာနေပြီလေ။ဒီမင်္ဂလာဆောင်မှာဆိုလို့ရှင်တော့မဟုတ်အချို့တွေအများကြီးကိုကြွေးကြမှာပဲ။ အမကလည်းအမမစားခြင်းဘူးဆိုလို့ရှင်တော့မစားပါနဲ့ကျွန်တော်တို့ကိုတော့စားခွင့်ပေးပါတော့ဟီမာနီကလည်းခလေးတွေအရန်တောင်းဆိုနေတဲ့အခါမှာတော့သူတို့ကိုလှုပ်ပေးခဲ့ရပါတယ်သူကလည်းခလေးတွေနဲ့အတူတူအဲ့ဒီအိမ်ရှိမှာသွားထိုင်နေခဲ့ပါတယ်မင်္ဂလာဆောင်ပြီးဆောင်းသွားခဲ့တဲ့အခါမှာတော့စားတောက်ပြီးသားအကြံတွေကိုအပြင်ကိုလှုပ်ပြမဲ့အချိန်ကိုအားလုံးဆောင်းဆိုင်နေခဲ့ကြပါတယ်မျောလင်းချက်တွေနဲ့ထိုင်နေခဲ့တဲ့အချိန်မှာပဲအထဲကလူတယောက်အပြင်ကိုထွက်လာပြီးပြောလိုက်ပါတယ်ကဲမင်းတို့ဘာဖြစ်လို့ဒီမှာလာထိုင်နေကြတာလဲကျမတို့ဒီတိုင်းပဲထိုင်နေကြတာပါ ဒါဆိုရင်တော့ဒီလိုလိုအထဲမှာစားတောက်ထားတဲ့ပကံတွေအကုန်လုံးကိုအပြင်ထုတ်ပြီးတော့ရိုးလှုပ်ပြစ်လိုက်တော့တိတ်မကြခင်မှာသရိုးသားဘက်ကသူတွေရောက်လာကြလိမ့်မယ်။အဲ့ဒီအတွာပတ်စံလေးပေးမယ်။ဒါနဲ့အစားတောက်ကိုကျွေးမှလိုက်။အေးအေးအေးဟုတ်တယ်အစားတောက်လည်းကျွေးမယ်။ခလေးတွေကလည်းအထဲဝင်သွားပြီးနောက်မှာတော့ခန်းမတစ်ခုလုံးကိုခဏအတွင်တန်ရှင်ရင်လောက်ခဲ့ပါရီ။ကြည့်ပါဦးဒီမှာဘာရီအများကြီးရှိလဲဆိုတော့ငါဘိုက်တွေတအားစားလာပြီးအခုလောလောဆယ်ပါးစပ်ပိတ်ပြီးတန်ရှင်ပဲလို့ဒါရီအားလုံးပြီးသွားတဲ့အခါကျရင်တော့ထမင်းစားကြတာပေါ့။ နင်တို့အားလုံးဘာဖြစ်လို့စားတော့ဖို့အတွက်ပဲစဉ်းစားနေကြတာလဲဟိုမှာပလုံတွေအများကြီးရှိရကောက်ဟုတ်တယ်တော့အမဒီမှာပလင်းတွေအများကြီးပဲဒီနေ့တော့အများကြီးရှာစီရမလို့တော့ဘူးဒီပလင်းခွန့်တွေအများကြီးကိုရောင်းပြီးပြီးဆိုတာနဲ့ပတ်စံတွေလည်းအများကြီးရမှာဟုတ်တယ်ညီမလေးရဲ့ဒီနေ့ကတော့အတော်လေးအဆင်ပြေလိမ့်မယ်လို့ထင်တယ်နင်ဒီပလင်းတွေအကုန်လုံးကိုစုထည့်ထားလိုက်လေငါတထဲကိုနောက်ထပ်ဘာအလုပ်လုပ်ရအောင်မလဲဆိုပြီးတော့သွားမေးခင်မယ်ဦးလေးကြီးရေနောက်ထပ်ဘာအလုပ်တွေကြံသေးလဲအခုတော့ဘာအလုပ်မှမရှိတော့ဘူး နောက်ထပ်ဧည့်သည်တွေရောက်လာတဲ့အခါကြောက်လို့ရှင်တော့တန်ရှင်းလောက်ရလိမ့်မယ်။နင်တို့ဖမင်းသွားစားကြတော့လေအလုပ်တွေအားလုံးပြီးသွားရင်တော့ပတ်စံလာရှင်းပေးမယ်။ကလေးတွေကအချိန်အကြာကြီးနောက်မှာဒီနေ့ by award ဖမင်းစားတောင်းနိုင်ခဲ့ကြပါရည်။အားလုံးအရန်ကိုဝမ်းတော်ပြောရွှင်နေခဲ့ကြပါရည်။မင်္ဂလာဆောင်ကရရှိတဲ့ပလင်းတွေအများကြီးကိုလည်းတို့ကောက်ထည့်ခဲ့ကြပါရဲ့။ဟိမာလိအိမ်ကိုပြလာနေခဲ့တဲ့လမ်းမှာပဲခလေးငယ်လေးတယောက်ကပလတ်စတစ်ဘူးခွန်တွေနဲ့အိမ်လုပ်ပြီးစော်ကစားနေရကိုမြင်တွေ့သွားပါရဲ့။ခဏနေအောင်အားလုံးပဲခဏလေးနေကြအောင် ဒီမှာကြည့်ပါအောင်ဒီကလေးကပလတ်စတစ်ဘိုးကွန်တွေနဲ့ဘယ်လိုကစားနေလဲဆိုတာကိုတွေ့လာဟုတ်တယ်နော်ဒီကလေးကအတော်လေးညံကောင်းတာပဲနေရအယူပဲငါဘာလို့ပြောချင်တာလဲဆိုတာကိုနားမလည်ဘူးလားငါဘာလို့ပြောချင်နေရလဲဆိုတာကိုသေချာကြည့်ငါတို့စီမှာပလတ်စတစ်ဘိုးကွန်တွေအများကြီးရှိရဆိုတော့ငါတို့နေထိုင်ဖို့အတွက်ပလတ်စတစ်အိမ်လေးစောက်လုပ်ကြမယ်ဆိုရင်ရောကောင်းတာပေါ့ဒါဆိုလို့ရှင်တော့နောက်ထပ်ပလင်းတွေအများကြီးကိုထပ်ပြီးရရှာကြမယ်ကောင်းပြီလေဒါဆိုရင်တော့ငါတို့အိမ်စောက်ဖို့အတွက်နေရာတစ်ခုလိုက်ရှာကြမယ် ဒီနောက်မှာတော့သူတို့ကလည်းအိမ်ဆောက်လို့ရတဲ့နေရာတစ်ခုကိုလိုက်ရှာခဲ့ပြီးနောက်မှာတော့ပလင်းတွေဆူပြီးအိမ်ကိုရောက်အောင်ဆောက်ခဲ့ကြပါတယ်။သူတို့ကိုယ်တိုင်စူးစမ်းပြီးဆောက်လုပ်ထားတဲ့ plastic ဘူးကုန်နဲ့အိမ်ကြီးကိုတွေ့ခဲ့ရတဲ့အခါမှာကလေးတွေအားလုံးဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ကလေးတို့ရဲ့ဒီနေရာဆောက်ပြီးရောငါတို့ဒီအိမ်ထဲမှာအေးအေးဆေးဆေးအိပ်လို့ရသွားခဲ့ကြပြီနော်။ဘယ်သူကမှလည်းကြောက်လန့်စရာအကြောင်းမရှိတော့ဘူး။ငါတို့စီမှာကိုပိုင်အိမ်တစ်လုံးရှိနေပြီလေ။ plastic ပလင်းခွန်တွေနဲ့လှုပ်ထားတဲ့အိမ်ပဲ။ plastic နဲ့ဆောက်ထားတဲ့အိမ်ကိုတွေ့ခဲ့ရတဲ့အခါမှာအားလုံးကလည်းအံ့အားသင့်ကုန်ကြပါတယ်။ ဒီအကြောင်းကိုတမျိုးလုံးကလူတွေကလည်းသိကုန်ကြပါရဲ့ဝင်ကြီးဒီအကြောင်းတွေအကုန်လုံးကိုသိရှိသွားခဲ့တဲ့အခါမှာတော့သူကိုယ်တိုင်ကလည်းခလေးတွေရဲ့အင်ကိုလာကြည့်ခဲ့ပါရဲ့ကောင်းတဲ့ခလေးတို့ရေမင်းတို့ကဒီလိုလောက်တာအရန်ကောင်းနေမင်းတို့အတွက်အိမ်တလုံးကိုပဲစောက်လုပ်ခဲ့တာမဟုတ်ဘူးတိုင်းပြည်အတွက်လည်းအကျိုးရှိတဲ့အလုပ်ကိုလုပ်ခဲ့တာပဲလူတို့အားလုံးကလည်းအခုဆိုလို့ရှိရင်တော့ plastic ဘူးကွန်တွေကိုအသုံးပြုပြီးဘာတွေကိုလုပ်လို့ရလဲဆိုတဲ့အသိပညာကိုရရှိသွားကြပြီမင်းတို့စောက်လုပ်ခဲ့တဲ့ဒီအိမ်ကြီးကိုကြည့်ပြီးငါနောက်ထပ်အိမ်တွေအများကြီးစောက်စေခြင်းနဲ့ ရီအတွက်စုချင်းငွေကိုလည်းပေးအပ်အောင်မယ်ဒီအချိန်မှာအားလုံးကလည်းလက်ခုပ်အော်ပါတီးပေးခဲ့ကြပါတယ်ဝင်ကြီးကိုယ်တိုင်ကလည်းခလေးတွေအကုန်လုံးကိုကြောင်းကောင်းကောင်းမှကြောင်းထားပေးခဲ့ပါတယ်သူတို့ဘုရားမှာအစဉ်ပြေပြေနဲ့နေထိုင်နိုင်ဖို့အတွက်လိုအပ်ချက်တွေအကုန်လုံးကိုလည်းဖြည့်ဆည်းပေးခဲ့ပါတယ်ခလေးတွေကိုယ်တိုင်ဆောက်လုပ်ခဲ့တဲ့ plastic အင်ဂျီကတော့တကယ်ကိုအတိုးယူဖွယ်ဖြစ်သွားခဲ့ပါပြီနောက်ထပ်တင်ဆက်ပေးတော့မယ့်ပုံမြင်လေးကတော့ဆင်းရဲခြင်းရဲ့ဒုက္ခဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ် တရမတော်ဂီတရောက်ကြအလောက်ကိုသွားနေခဲ့တဲ့အချိန်မှာပဲလမ်းဖြတ်ကိုနေရင်းနဲ့ကားအက်ဆီဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါရယ်။ဂီတကလည်းစိတ်ပြန်အားငယ်စွာနဲ့ပြောလိုက်ပါရယ်။"အိုးအရှင်ဘာဖြစ်လို့အခုလိုမျိုးလောက်ရတာလဲရှင်။"ကျမဘွားကိုတရောက်တည်းဘလို့ဖြတ်ကြော်နေထိုင်ရတော့မှလဲ။ကျမဘွားဘလောက်တောင်မှမှောက်မိုက်သွားပြီလဲဆိုတာကိုသိရလား။အသက်နှောက်ယူဖို့ရှိတယ်ဆိုလို့ရှင်လဲ။ကျမရဲ့အသက်ကိုသာနှောက်ယူလိုက်ပါတော့လား။အနည်းဆုံးကျမရဲ့သမီးလေးတွေကိုရှာကျွေးနေရတဲ့သူကတော့အသက်ရှင်နေတဲ့တင်တာပေါ့။"ရောက်ခတိကလည်းပြောလိုက်ပါရယ်။ ချွေးမလေးရဲ့ငိုနေုံနဲ့ဘာရီများထိုးချလာမှမဟုတ်လို့လဲငါတရားအလုံးအသက်ရှင်နေသေးတယ်။ငါဒီမိသားစုတစ်ခုလုံးကိုကာကွယ်ဆောက်ရှောက်ပေးပါမယ်။ဒီလိုပြောပြီးနောက်မှာတော့ယခတိကိုယ်တိုင်ကလည်းဝမ်းနဲ့ပလတ်ဖြစ်ပြီးငိုနေခဲ့ပါတော့တယ်။ယခတိဖြစ်သူငိုနေခဲ့တဲ့အခါမှာဂီတာကလည်းသူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်လိုက်ပြီးပြောပါရယ်။အော်အဖေရဲ့ဘာလို့အလောက်တောင်မှဝမ်းနဲ့နေရတာလဲ။ဝမ်းနဲ့မနေပါနဲ့နော်မငိုနဲ့မငိုနဲ့။မဟင်တရကတော့မိသားစုအတွက်တူဒီတော်သားလေးဖြစ်ခဲ့တာပါ။ ူမရှိတော့တဲ့အခါမှာတော့မိသားစုဝင်တွေအကုန်လုံးဒုက္ခရောက်ခဲ့ကြရပါတယ်။မဟင်တရှိမှတမိလေးနှစ်ယောက်လည်းရှိပါတယ်။သူတို့နှစ်ယောက်လုံးကိုကျွေးမွေးပြုစုပေးရမယ့်တာဝန်တွေကအခုဆိုရင်တော့ရခတိဖြစ်သူပေါ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။သူသားလေးတေဆုံကွဲလွန်သွားခဲ့တဲ့ဒဏ်ရာတွေကအခုချိန်ထိသူ့အတွက်မကျသေးပါဘူး။တစ်ချိန်ကုန်လုံးငိုနေရင်လည်းသူလည်းစိတ်ပြတ်ဝမ်းနေနေကြရပါပြီ။အဖေရေကျွန်တော်ခေါင်းမိုးကိုတေးချပြန်ပြီးသွားပြီးသီးလား။အင်ကားပြန်ပြင်လိုက်ပြီဆိုတော့စောင်းရည်ဒီဘလောက်ပဲအေးနေပါစေကျွန်တော်တို့မိသားစုကောင်းကောင်းအိတ်လို့ရပြီ ဒီနောက်ဖခင်ဖြစ်သူကလည်းသူ့သားလေးရဲ့ဓပုံကိုကြည့်ပြီးပြောလိုက်ပါတယ်။မင်းရောက်အိမ်ကိုတော့တသိတစားပြန်ပြင်သွားတယ်သားလေးရဲ့အခုဒီအိမ်မှာနေထိုင်ကြတဲ့သူတွေအကုန်လုံးအတွက်စားတောင်းနေထိုင်ဖို့ဘယ်လိုလုပ်ကြမလဲ။မဟင်သက်ကွယ်လွန်သွားခဲ့ပြီးရဲ့နောက်မှာတော့သူရဲ့မိန်းမနဲ့အဖေနှစ်ယောက်လုံးကလည်းအလုပ်ကိုအတူတူလုပ်ခဲ့ကြရပါတယ်။သူတို့ကအိမ်မှာနွားရှိတဲ့အတွက်နွားတို့ရောင်းပြီးအတမွေးဝမ်းကြောင်ပြုနေခဲ့ကြရပါတယ်။တိမ်မကြခင်မှာနောက်ထပ်ဘေးဒုက္ခတစ်ခုက ရောက်ရှိလာခဲ့ပါတော့မယ်။တရမတော်ရွာမှာရှိတဲ့တထေကြီးကသူ့လူတွေကိုခေါ်ပြီးတော့ ရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရယ်။ကဲဘလို့လဲမင်းငါစီကပတ်စံတွေချီထားတာလေ။ပတ်စံယူတုန်းကတော့ယူထားပြီးတော့အခုမေ့သွားပြီလား။ဘလို့ပတ်စံလဲ။ငါမင်းစီကနေပြီးတော့ဘယ်တုန်းကပတ်စံတွေယူထားခဲ့ဘူးလို့လဲ။ဟာအဖိုးကြီးရလေဗျာခမည်းယူထားတာမဟုတ်ဘူး။ခမည်းရဲ့သားကကျွန်တော်စီကငွေချေးယူထားတာ။ဒီအိမ်ကိုပြန်ပြင်ဆောင်မယ်ဆိုပြီးတော့သူကျွန်တော်စီကနေငွေ2000လာချေးယူသွားခဲ့။တထဲကြီးရဲ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာဂီတာနဲ့တယောက်ခတိနှစ်ယောက်စလုံးကအတော်လေးကိုလန်သွားခဲ့ပါတော့တယ် ီသားကလည်းငွေတိုးချေစားတဲ့တထဲကြီးကိုပြောလိုက်ပါရယ်။ကျမတို့ဒီအချိန်မှာဘလို့ဖြစ်ပြီးတော့အကျွေးပြန်ဆက်နိုင်မှာလဲရှင်။အိမ်မှာစားတော့ဖို့တော့အနိုင်နိုင်ရယ်။ဆောင်းရသည်ကလည်းရောက်ရှိတော့မှာဆိုတော့အလုပ်တွေကလည်းအရန်ကိုရှားနေရယ်။ကဲအကျွေးကိုမဆက်နိုင်ဘူးဆိုပြီးတော့မပြောရဘူးချွေးမလေးရဲ့။ဟုတ်ပြီလေဒါဆိုရင်တော့ငါတို့ကိုအချိန်အနည်းငယ်ပေးဆောင်းရသည်ကုံဆုံးသွားခဲ့ပြီးအခါကျရင်တော့မင်းရဲ့ပတ်စံတွေအကုန်လုံးငါတို့တစ်ဖြည်းဖြည်းချင်းပြန်ဆက်ပေးမယ်။ကဲဟုတ်ပြီလေဒါဆိုရင်တော့အချိန်တစ်လပေးသွားလိုက်မယ်။တလာပြည့်တဲ့အခါကျရင်တော့ကျွန်တော်ပြန်လာခင်မယ်။ ရောဆိုပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့အကျွေးတွေဆက်ရတော့မယ်ဆိုတဲ့အတီးကြောင့်ဂီတာတယောက်တော်လေးစိတ်ပြတ်နေခဲ့ပါပြီ။သူမအဲ့လိုလည်းမပြောတော့တလို့မျိုးစားလို့လည်းမဝင်ကြပါဘူး။ညာဘက်ကြီးသူရဲ့အိပ်ပျော်နေတဲ့သမီးကလေးတွေကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်။ဆောင်းရသည်ဝင်လာတဲ့အချိန်ထိငါတို့ဒီအိမ်မှာနေနိုင်ပါမလားမနေနိုင်တော့ဘူးလားဆိုတာကိုတော့မှမသိတော့ဘူး။ငွေတိုးချေစားတဲ့တထဲကြီးကတော့ငါတို့ဒီကနေမောင်းထုတ်လိုက်မယ်ဆိုရင်တော့ဆောင်းရသည်အေးရတဲ့ကြားတဲ့ငါရဲ့ကလေးတွေနဲ့အတူတူငါဘယ်မှာသွားနေရမှာလဲ။ ဘလို့မဆိုနွားတို့လေးရောင်းပြီးတော့ငါ့ရဲ့ကလေးတွေကိုကျွေးနေရတာအခုအကျွေးကလည်းစိုက်ရအောင်ပဲဆိုတော့ဒုက္ခပဲဘလို့လောက်ရမလဲကိုနားမလဲတော့ဘူးဒီတော့စင်စော့ထားတဲ့အရာတွေအကုန်လုံးကရက်အနေငယ်အတွင်းမှာပဲမှန်ကန်လာခဲ့ပါတယ်စောင်းရသည့်အရန်အေးခဲနေတဲ့တရက်မှာငွေတို့ခြေစားတဲ့တထေကြီးကသူတို့အိမ်ကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ပြောခဲ့ပါတယ်ကဲကဲကဲငါပေးထားတဲ့ချိန်ကလည်းပြည့်ပြီဆိုတော့ငါ့ရဲ့ပတ်စံတွေကိုပြန်ဆက်တော့အော်ငါမင်းကိုပြောရလေ ဆောင်းရသည်ကုံနဲ့ထိဆောင်ပေးပါဆိုမှဆောင်းရသည်ကုံဆုံးသွားခဲ့တဲ့အခါကျရင်တော့ငါတို့အလုပ်လုပ်ပြီးပြန်ဆက်ပါမယ်။ကဲကဲကဲဒီမှာကျွန်တော်အနေနဲ့ဘာမှထပ်ပြီးတော့လှုပ်ပေးလို့မရတော့ဘူး။ခမရတော့ကျွန်တော်စီကယူထားတဲ့အကျွေးတွေကိုအကိုချက်ချင်းပြန်ဆက်ရင်ဆက်ပြန်။မဆက်နိုင်ဘူးဆိုလို့ရှင်တော့ကျွန်တော်ဒီအိမ်ကိုတင်းယူရောင်းအောင်လို့လို့ဘာမှမရှိတော့ဘူး။အင်ကိုတင်းယုံခံရတော့မယ်ဆိုရဲအချောင်းကိုကြားခဲ့ရတဲ့ခမဂီတာတယောက်အသာထွက်သလိုခန်းစားလိုက်ရပါတယ်။ဒါကြောင့်သူကလည်းတထေကြီးရဲ့အရှိမတောင်းမှန်ပြီးပြောလိုက်ပါတယ်။အော်ဒုက္ခပါပဲရှင်။ဘာလို့အခုလိုမျိုးပြောရတာလဲ ။စောင်းရောက်ဒီတလောက်အေးခဲနေတဲ့အချိန်ကြီးကျမရဲ့ခလေးလေးတွေကိုခေါ်ပြီးကျမဘယ်မှာသွားနေရမှာလဲ။နည်းနည်းတော့တနာပါအောင်ရှင်။နည်းနည်းတနာပါအောင်။အဲ့ဒါကတော့နင်တို့ကိစ္စလေးငါတို့နဲ့ဘာဆိုင်လို့လဲ။စောင်းရောက်ဒီမှာနင်ရဲ့ခလေးတွေကိုငါကကာကွယ်ဆောက်ရှောက်ပေးမယ်တာဝန်ကိုယူထားတာမှမဟုတ်တော့။ကဲကဲကဲသွားသွား။တို့ရဲ့ပစ္စည်းတွေအကုန်လုံးအိမ်ထဲကနေဆွဲထုတ်လိုက်တော့ချွေမနဲ့ရောက်ခတိနှစ်ယောက်စလုံးကတော့တထေကြီးအရှိမအတော်လေးငိုရတောင်းပန်နေခဲ့ကြပါမယ်။ဘာမှထူးခြားမလာခဲ့ပါဘူး။တော်တော်လေးကိုအသေးမာတဲ့အထေးကြီးပါပဲသူဘဲသူစကားကိုမှနားမထောင်ပါဘူး နောက်ဆုံးမှာတော့သူတို့မိသားစုဝင်တွေအကုန်လုံးကိုအိမ်ကနေမောင်းထုတ်ပြလိုက်ပါတယ်။အားလုံးကလည်းအထုတ်လေးဆွဲပြီးနွားကြီးကိုပါခေါ်ပြီးနောက်မှာတော့အိမ်ကနေထွက်လာခဲ့ရတာပေါ့။ရာသီဥတုအရန်ကိုအင်းနေခဲ့တဲ့အချိန်မှာသူတို့ကလည်းရွာအပြင်ကိုထွက်လာခဲ့လိုက်ကြပါတယ်။ပတ်စံရှိတလောက်အတော်လေးအသေးနှလုံးမာတဲ့သူပဲ။စောင်းရသည်တလောက်တောင်မှအေးခဲနေတဲ့အချိန်မှာငါတို့စီကအိမ်ကိုသူရှောင်းလူရှူပြလိုက်တယ်။ထားလိုက်ပါတော့အဖေရဲ့ဖျားသခင်ကိုယ်တိုင်ကကျမတို့ကိုအကူအညီမပေးတော့ဘူးဆိုမှတော့ လူသားတွေအပေါ်မှာကျမတို့ကဘာမျောလဲချက်တွေဆက်ပြီးတော့ထားနေအောင်မလဲကျမပြောတာကိုနားထောင်ပါကျမတို့တောက်ထဲကတခုခုရှာဖွေပြီးအိမ်တလုံးကိုတိုင်းပဲစောက်လို့တော့မယ်ဟုတ်တယ်ဟုတ်တယ်ကောင်းတယ်ချွေးမလေးအဲ့တော့အကောင်းဆုံးပဲဖြစ်လိမ့်မယ်ဒီနောက်မှာတော့ရခိုင်တီဖြစ်သူကတောက်ထဲဝင်သွားခဲ့ပြီးနောက်မှာတော့ဝါးပင်တွေခုတ်လာခဲ့လိုက်ပါတယ်ဒီသားနဲ့သူ့ရဲ့သမီးလေးတွေကလည်းညချောက်တွေကိုရှာလာခဲ့ကြပါတယ်လျောက်အောင်အတူတူစူပောင်းပြီးနောက်မှာတော့အိမ်လေးတိုင်ကိုရောက်အောင်လို့စောက်လုပ်ခဲ့ကြပါတယ် ဲအဖေရေဘလို့မဆိုကျမတို့နေဖို့အတွက်အင်္ဂလိပ်တစ်လုံးကတော့ရရှိသွားခဲ့ပြီဒါနဲ့ခဏနေပါအောင်ကျမတို့မှာနွားကြီးတစ်ကောင်ကလည်းရှိသေးတယ်သူ့ကိုဘာလုပ်ပေးရမလဲသူ့ကိုကျမတို့ဘယ်မှာထားရင်ကောင်းမလဲသူ့ကိုတော့ဒီအင်ကြီးရဲ့အပြင်ဘက်မှာပဲကျိုးလေးနဲ့ခြိထားလိုက်ကြတာပေါ့ညောင်မိုးချုပ်သွားတာနဲ့အများဆောင်းရသည်ဖြစ်တဲ့အတွက်အရန်ကိုအေးလာခဲ့ပါတယ်သူတို့ရဲ့အိမ်လေးကတော့ဝါနဲ့ဆောက်လုပ်ထားခဲ့တဲ့အတွက်လေကအရန်ကိုတိုးနေခဲ့ပါတယ်မမေရေးအေးလိုက်တာမမေရဲ့အတော်လေးကိုအေးတယ်อืมဟုတ်တယ်အေးမှာပေါ့အေးမှာပေါ့ ငါတို့ဆောက်ထားတဲ့အင်ကားအလောက်ထိလုံးကြုံတာမဟုတ်ဘူးဆိုတော့လေကလည်းအရန်အောင်တိုးတယ်အေးမှာပဲလေအဖေဒီနေ့တရက်လောက်ပဲတီးခံပြီးတော့အနားယူလိုက်ပါတော့နော်ဒီနေ့နည်းနည်းလေးအင်းရင်လည်းတီးခံလိုက်ကြပါမနေ့ပြန်ကြရင်တော့ကျမဒီအိမ်တစ်ခုလုံးကိုနွားချေချောက်တွေနဲ့တုတ်ထားပေးလိုက်မယ်ဆိုရင်တော့လေတိုးမှမဟုတ်တော့ဘူး။ကောင်းတယ်ချွေးမလေးရေကောင်းတယ်ကောင်းတယ်ဒါလည်းစိုးတော့လည်းမစိုးပါဘူးကောင်းသားပဲ။နောက်နေ့ရောက်သွားခဲ့တဲ့အခါမှာတော့ညီဖိုးတောင်းရောက်တာနွားချေတွေကိုစူဆောင်းပြီးချလာခဲ့ကြပါရဲ့ ရွာရဲကိုပြန်ဝင်သွားခဲ့ပြီးနောက်မှာတော့ရွာမှာရှိတဲ့နွားချီတွေကိုသူတို့စုပြီးယူလာခဲ့ကြတာပါဒီလိုနဲ့သူတို့နွားချီတွေအများကြီးစုဆောင်ရရှိသွားခဲ့ကြပါပြီစုဆောင်ထားတဲ့နွားချီတွေထဲမှာဂီတာကမြေချီတွေနဲ့ရေရေရောထည့်ပြီးနောက်မှာတော့သူရဲ့အိမ်မှာတတိချာချာတုပ်လိန်ခဲ့ပါတယ်သူမဒီလောက်တွေအားလုံးလုံးနေခဲ့တဲ့အချိန်မှာတော့သူရဲ့သမီးနှစ်ယောက်လုံးကလည်းဘေးကနေဝိုင်ဝန်းကူညီလောက်ကန်ပေးခဲ့ကြပါတယ်ကဲသမီးတို့ရေအမေကတော့အိမ်ကိုတတိချာချာလေးမတိုးအောင်လုပ်ထားလိုက်ပြီနော်အခုဆိုလို့ရှင်တော့ခေါမိုးတစ်ခုပဲကျန်တော့တယ် နောက်ထပ်နွားချီတွေကိုတော့စူးစောင်းရှာအောင်မယ်။ရတယ်ချွေးမလေးရဲ့နွားချီတွေနောက်ထပ်လို့သေးတယ်ဆိုလို့ရှင်တော့ထပ်ပြီးတော့စူးစောင်းပါပေါ့။ဒီတစ်ခေါက်မှာတော့၄ရောက်သားရွာရဲပြောင်းဝင်သွားခဲ့ပြီးနောက်မှာတော့နွားချီတွေအများကြီးစူးစောင်းပြီးယူလာခဲ့လိုက်ကြပါတော့တယ်။ဒီသားဆိုလည်းသူမလုံးနေကြပုံစံအတိုင်းပဲတဲရီနဲ့ရေတွေရောထည့်ခဲ့ပြီးနောက်မှာတော့တတိချာချာရောနေလိုက်ပါတယ်။ခါမိုးပေါ်မှာလည်းသူမတတိချာချာတောင်းလင်းခဲ့တဲ့အခါမှာအိမ်ကခိုင်ခံသွားခဲ့ပါပြီ။ရခတိကိုယ်တိုင်ကလည်းသူရဲ့အိမ်ကိုတွေ့မြင်ခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ ကောင်းလိုက်တာချွေးမလေးရဲ့နင်ကတော့တကယ်အရန်ကိုကောင်းတဲ့အိမ်ကိုဆောက်လုပ်ပေးလိုက်တာပဲအခုဆောင်းရသည်ကတော့မှပဲငါတို့ကိုဘာမှလုပ်လို့မရတော့ဘူးဟုတ်တယ်အမေသမီးတို့အိမ်ကတကယ်အရန်ကိုလှပါတယ်လို့သမီးကတော့ထင်နေသည်လားဟုတ်တယ်မမေရဲ့သမီးတို့အခုဆောင်းရသည်အရန်ကိုအေးနေတယ်ဆိုရင်တော့မှကောင်းကောင်းအိပ်လို့ရပြီနော်ညမို့ချုပ်သွားခဲ့တဲ့အခါမှမိသားစုဝင်တွေအကုန်လုံးကလည်းသူတို့အိမ်ထဲမှာအေးချမ်းသာရစွာနဲ့အိပ်ပျော်သွားခဲ့ကြပါတယ်ဒီအိမ်ကအထဲကနေအတော်လေးကိုနွေးနေခဲ့ပါတယ် အခုအထဲကိုလေတိုးပေါက်တစ်စမ်းမှမရှိရတဲ့အတွက်လေလဲမဝင်တော့တဲ့အတွက်ပါဒါပေမဲ့သူရဲ့လောင်းကြီးကတော့အပြင်မှာထွက်နေကြရတဲ့အတွက်အခုချိန်ထိတော်တော်လေးကိုအေးနေခဲ့ပါတယ်ဂီတာကလည်းအိမ်နေရင်သူရဲ့လောင်းကြီးအကြောင်းကိုသတိရသွားခဲ့ပါတယ်သူကလည်းချက်ချင်းပဲထားရခဲ့ပါတယ်ယောက်ျားတိကလည်းချွေမလေးကိုမေးလိုက်ပါတယ်ဘာဖြစ်တာလဲသမီးရဲ့အိမ်နေရမဟုတ်ဘူးလားဘာဖြစ်လို့ထလာခဲ့ရတာလဲဒါနဲ့အဖေဆောင်းရသည်ကအတော်လေးကိုအေးနေတာကျမတို့ကတော့အိမ်နဲ့ယာနဲ့ကောင်းကောင်းနေထိုင်နိုင်တယ်ဆိုပေမဲ့ ကျမတို့နွားကြီးကရောသူကအပြစ်မှာတယောက်တည်းအတော်လေးအေးနေမှာပဲ။음ဟုတ်တယ်နော်။သူအပြစ်မှာတကောင်နဲ့အတော်လေးကိုအေးနေမှာပဲ။သူ့ကိုလည်းအိမ်သေးကိုတွင်းထားလိုက်ပါလား။သူကလည်းငါတို့မိသားစုဝင်တအူမဟုတ်ဘူးလား။ဒီသားကသူတို့မိသားစုဝင်တွေအားလုံးနေထိုင်ဖို့အတွက်နွားကြီးအိမ်ကိုတော့ဆောက်လုပ်ခဲ့တယ်ဆိုပေမဲ့နောက်ထပ်အကြံဉာဏ်တွေအများကြီးသူမရှိမှရှိနေခဲ့ပါရဲ့။တရားမှာတော့သူမထိုင်နေနေပဲစဉ်းစားနေခဲ့ပါရဲ့။ငါရဲ့အိမ်ကိုဒီထက်ပိုလောက်အောင်လို့ဘယ်လိုပြင်ဆင်လို့ရသေးလဲ။ငါရဲ့အိမ်ကိုပန်းတွေနဲ့ပြင်ဆင်မယ်ဆိုလို့ရှင်ရော။ ဒီထက်ပိုပြီးပြင်ဆင်လိုက်တဲ့အခါကျတော့နေချင်းစပွဲလေးနဲ့အရန်ကိုလှပသွားတော့မှပဲဒီနောက်မှာတော့ဂီတာကလည်းနောက်ထပ်နွားချီတွေစစောင်းလာခဲ့ပြီးနောက်မှာတော့သူရဲ့အိမ်ကိုပန်းပွင့်ပုံစံလေးတွေရေးချဲ့ပြီးအလှဆင်လိုက်ပါတယ်။သူမအလုပ်တွေအားလုံးပြီးစီသွားခဲ့တဲ့အခါမှာတော့တကယ်ပါပဲသူမရဲ့အိမ်လေးကအရန်ကိုလှပလုံးနေခဲ့ပါပြီ။မမေရဲ့တမီးတို့မှဒီလောက်ထိလှပတဲ့အိမ်ရှိတာလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးတိလားအတော်လေးကိုလှတယ်။ချွေးမလေးရဲ့နေရဲ့အနုပညာလက်ရာကတော့တကယ်ကိုအန်အော့ဖွဲ့ရပဲလက်ရာအရန်မြောက်တယ် နင်းတကယ်အယောင်တော်တာပဲ။တဖြည်းဖြည်းနဲ့ဂီတာကိုယ်တိုင်ဆောင်းလုပ်ထားတဲ့နွားချီအိမ်အကြောင်းရွာသူရွာသားတွေအကုန်လုံးကလည်းတီးခုံကြပါတော့တယ်။တခြားရွာကသူတွေအကုန်လုံးကလည်းတကယ်ဆောင်းတွေကိုတီးသွားခဲ့တဲ့အခါမှာသူမရဲ့အိမ်ကိုကြည်ကျင်လို့နဲ့အတွားဒီနေရာကိုရောက်ရှိလာခဲ့ကြပါတယ်။လှလိုက်တာဗျာအတော်လေးကိုလှတဲ့နွားချီအိမ်ပဲခမရဘလူတော်ဆောက်ထားရလေ။ငါတို့ကိုယ်တိုင်လည်းဂီတာစီမှာအိမ်အပ်ကြမယ်ဆိုလို့ရှိရင်မကောင်းဘူးလား။ငါလည်းဒီလိုပုံစံအိမ်မျိုးလိုချင်တယ်။ဟုတ်တယ်ဟုတ်တယ်။အမကျွန်တော်တို့အတွက်ရောဒီလိုအိမ်ဆောက်လုပ်ပေးလို့ရမလား။ ရတာပေါ့ရှင်ရတာပေါ့ကျွန်မဆောက်လုပ်ပေးနိုင်ပါတယ်ဒီတော့အခုလိုမျိုးလက်ခံလိုက်တာနဲ့ကျွန်မရှိတဲ့လူတွေအကုန်လုံးကလည်းနွားချီတွေအများကြီးကိုစုဆောင်ပေးခဲ့ကြပါတယ်ဒီတော့ကလည်းအားလုံးရဲ့အကူအညီပေးမှုကြောင့်လူတွေနေထိုင်ဖို့အတွက်နွားချီအိတ်တွေအများကြီးကိုဆောက်လုပ်ပေးလိုက်ပါတယ်နောက်ထပ်လောက်နေငယ်ကြမြင့်သွားခဲ့တဲ့အခါမှာဂီတာကိုယ်တိုင်ဆောက်လုပ်ထားတဲ့အိမ်တွေကနမေအရန်ကြီးလာခဲ့ပြီးမြို့ပေါ်အထီတော်မှတရင်ပေါက်ကြသွားခဲ့ပါတယ်ဒီရက်မှာတော့နန်သူဆိုတဲ့တထေကြီးတအိုးကလည်းရွာကိုရောက်ရှိလာခဲ့ပါတော့တယ် ကောင်းလိုက်တာကောင်းလိုက်တာတော်လေးကိုလှပတော့နဲ့အိမ်ပဲအနုပညာလက်ရမရောက်တော့နဲ့အထေကြီးကလည်းဂီတကိုယ်တိုင်ဆောက်လုပ်ထားတဲ့အိမ်ကြီးကိုကြည့်ပြီးအတော်လေးသဘောကျနှစ်သက်နေခဲ့ရပါဘို့အဲ့ဒါကြောင့်သူကလည်းဒီအနုပညာလက်ရကိုဖန်တီးထားတဲ့ဖန်တီးရှင်ဂီတနဲ့တွေ့ဖို့အတွက်သူရဲ့အိမ်ကိုသွားလိုက်ပါတယ်ဒီနောက်မှာတော့မေးခဲ့ပါတယ်ဒါနဲ့ဂီတဆိုတာကခမရလားမသိဘူးဒီအိမ်တွေအားလုံးကိုဆောက်လုပ်ပေးထားတဲ့အနုပညာရှင်လေဟုတ်ပါရဲ့ရှင်ဟုတ်ပါရဲ့ဂီတဆိုတာကတော့ကျမပါပဲဘာကိစ္စများရှိလို့လဲမသိဘူးပြောပါရှင် ကျွန်တော်ကအပန်းဖြေစခန်းတစ်ခုစောက်လုပ်နေတဲ့သူပါခမ ्या စီကအကူအညီတောင်းစီရာရှိလို့လာခဲ့တာခမ ्या ကျွန်တော်အတွက်ဒီလိုမျိုးအိမ်မျိုးအလုံးတရာစောက်လုပ်ပေးပါအဲဒီအတွက်ကျွန်တော်ခမ ्या ကိုငွေကောင်းကောင်းပေးပါမယ်အခုလိုမျိုးပတ်စံအကြောင်းကြားလိုက်ရတာနဲ့အားလုံးကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့ဒီသားရဲ့စူးစမ်းအားချော်မှုနဲ့အမှုပညာလိုက်ရာကတော့ဒီမောက်ကိုအောင်မြင်မှုလမ်းကြောင်းစီကိုဆွဲခေါ်သွားခဲ့ပါတော့တယ်ဒီနောက်ဒီမောက်ချမ်းသာသွားပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးကြပါဦးနော်